အနောက်တောင်မုတ်တုံလေအားကောင်းနေတဲ့အတွက်ကံယိုရန်ဒေတာနဲ့မြန်မာနိုင်ငံအောက်ပိုင်းဒေတာတွေမှာမိုးကြီးတာကြောင့်နောက်ဆက်တွဲအနေနဲ့ရုတ်တရက်မြေရေရှမ်းတာမြေပြိုတာတွေဖြစ်ပွားနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။အဲဒီထုတ်ပြန်ချက်မှာကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်မှာမုတ်တုံလေအကောင်းနေမှုကြောင့်နောက်၃ရက်အတွင်းတိုင်းဒေသကြီးနဲ့ပြည်နယ်အနှံ့ပြားမှာမိုးရွာသွန်းပြီးနေရာကွက်ကမိုးကြီးနိုင်ပြီ ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးရေချိန်သုံးလမနဲ့အထက်မိုးရွာသွန်းမှုတွေရှိနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ အဲဒီလိုမိုးတဲထန်စွာရွာသွန်းနိုင်တာကြောင့်နောက်ဆက်တွဲအနေနဲ့မြေပြိုမှုအန္တရာယ်မြေချောင်းတွေအနီးမှာနေထိုင်သူတွေအနေနဲ့မြေရေရုတ်တရက်မြင့်တက်တာတွေဖြစ်ပေါ်နိုင်တဲ့အတွက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတတိပေးထားပါဗျာ။ဒီနေရာနေမှာတော့ဒီနိုင်ပေါ့နိုင်ရတယ်ဟိုပြီးတော့နော်ဇလရေကိုဟိုပေါင်းလေးလေတော့နော်နိုင်ရတော့ပြီးတော့တော့ဒီရောင်းရောင်းနဲ့ဟိုစေမောရီရောင်းရောင်းတော့ဟိုသက်ဆိုင်တဲ့ညီမ ီကဟာလာပိုင်းကတော့နေပြီးတော့သွားလာဝင်နေပြေးတာလည်းအနေထားလို့ရှိနေပါတယ်။အဲ့ဒီဝယ်ဒီသွားလို့လည်းဒီဘူးကြီးရဲ့အကြောင်းကိုနေဆောင်နေဒီမှာဒီဒီချမ်းမှုကြီးဖြစ်နိုင်ပြီးတော့ညတပြေးဒီရဲ့စစ်စင်နေဖြစ်နိုင်တော့ဒီအကြီးကြီးရောသူရဲ့ဒီမှာကုမရောက်သေးတဲ့အကြောင်းလို့တော့ပြောတော့ဒီမှာရောက်ခဲ့လို့ရောဒီဒီနိုင်မရှိပေမဲ့ညငယ်ချောင်းလေးမှာတော့ပေါ်ရဲ့ဒီဒီနိုင်တဲ့စစ်စင်နေဖြစ်နိုင်တာ ဆောင်းမော်ဒေတာတွေမှာကျတော့ဆောင်းဆိုတဲ့အမှုကြီးရဲ့အချိန်တော့ဒီတောင်းရရကျူရောနာဖလိုက်ရှင်နဲ့နေထိုင်နေချင်တယ်မိုးစလာဌာနရဲ့ဆယ်ရက်ပတ်ဇလဗေဒခံမှန်းချက်မှာ အေယာဝရီမြေကြီးကမြကြီးနာမျိုးဗမော်မျိုးနဲ့ကတာမျိုးတို့မှာ6ပေကနေ10ပေကန်မန္တလေးမျိုးစကိုင်းမျိုးပခုတ်ကူမျိုးညာဦးမျိုး6မျိုးမင်းဘူးမျိုးမကွေးမျိုးနဲ့အောင်လံမျိုးတို့မှာ9ပေကနေ6ပေကန်ပြည်မျိုးစိတ်တာမျိုးဟင်းဒရာမျိုးနဲ့ဇလုံမျိုးတို့မှာ ်3ပေခွဲကနေ5ပေခန့်အထိလက်ရှိရေမတ်တွေတက်မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။ဒါ့အပြင်ချင်းတွင်းမြစ်ရေဟာခန်းဒီမြို့နဲ့ဟုံမလင်းမြို့တွေမှာ5ပေကနေ9ပေ၊မော်လိုက်မြို့၊ကလေးဝါမြို့နဲ့မုံရွာမြို့တို့မှာ3ပေကနေ4ပေလောက်အထိလက်ရှိရေအမှတ်တွေအထက်ကို မြင့်တက်လာနိုင်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမြစ်ရေကြီးတာကိုဇွန်လ၊ဇူလိုင်လ၊ဩဂတ်စ်လ၊စက်တင်ဘာလနဲ့အောက်တိုဘာလတို့မှာသတိပြုရမှာဖြစ်ပါတယ်။ အခုနှစ်မှာအေယာဝတီမြင့်ရည်မြင့်တက်မှုကြောင့်မြောက်ဦးမြို့နယ်မှာကျေးရွာပေါင်း40ကျော်ကိုမြင့်ရည်ဝင်ရောက်ခဲ့ပြီးလမ်းမြေဧက6000ကျော်ရေကြီးနှိမ့်ညွတ်ခဲ့တယ်လို့သိရပါဗျ။